ဒီမှာပါ football preview channel နေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကဗုဒ္ဓဟူးနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်လည်း Champions League ပွဲစဉ်တွေကစားဖို့ရှိတယ်။အဲ့တော့ဒီနေ့ကစားတော့ဝင်ရှိတဲ့ Champions League ပွဲစဉ်တွေတည်းကနေပြီးတော့မှနောက်ပွဲကိုဒီနေ့မှရွေးထုတ်ပြီးတော့သုံးသပ်ပေးမှာပေါ့နော်။အဲ့တော့မနေ့တော့အင်္ဂါနေ့တော့တင်ပေးလိုက်တဲ့စပါးနဲ့ဒါဘူးကိုးအောင်ပွဲစဉ်နောက်ပွဲကတော့အဆင်ပြေခဲ့လိမ့်မယ်လို့ထင်တယ်ပေါ့နော်။ဒီနေ့ဗုဒ္ဓဟူးနေ့ညကစားတော့ဝင်ရှိတဲ့ပွဲစဉ်တွေတည်းကကျွန်တော်တို့အကြိုက်ဆုံးဖြစ်မယ်လို့ထင်ရတဲ့ပွဲစဉ်နောက်ပွဲကိုဒီနေ့မှရွေးထုတ်ပြီးတော့သုံးသပ်ပေးမှာပေါ့နော်။အဲ့တော့တခြားသော Legend ပွဲစဉ်တွေရဲ့သုံးသပ်ချက်တွေတစ်တည်းပြီးတော့ Mount တွေပေါ့နော်။ဒါတွေအကုန်လုံး ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram channel တွေမှာတင်ပြရပါတော့နော်အဲ့တော့ Viber channel link ကို Telegram channel link ကို link တစ်ခုလုံးကို dblog က comment မှာ pin comment အနေနဲ့ထောက်ပေးတာပဲနော်ဝင်ပြီးတော့ join ထားနိုင်တယ်ပေါ့အဲ့တော့ဒီနေ့အတွက်ပရမအောင်ဆုံးသုံးသပ်ပေးခြင်းနဲ့ပွဲစဉ်အကြတော့ဒီနေ့ည2နာရီခွဲမှာကစားမယ့် Inter Milan နဲ့ကိုင်းဝဲ MRD တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်ရဲ့လက်ရှိပေါ်ကြည့်ကျွန်တော် ပြန်ကြည့် Inter က3-65ပြားရှုံမယ် ြီးတော့ goal ပေါင်းအနေနဲ့ဆိုလို့ရှိရင်၄ goal သွင်းပြ၄၀ရှိမှာပေါ့နော်အဲ့တော့ဒီ inter ကိုကျွန်တော်ပြင်ကြည့်ဒီရာသီချိန်မဲလိမှာဆိုလို့ရှိရင် inter ကတော်တော်လေးကိုချိန်ငိမ့်နေပေါ့နော်ကစားခဲ့ပြီးရဲ့ချိန်မဲလိ၃ပွဲမှာဆိုလို့ရှိရင်၃ပွဲလုံးနိုင်နေပြီးတော့နိုင်ခဲ့တဲ့၃ပွဲလုံးမှာဆိုလို့ရှိရင်လည်း inter ရဲ့ခံစစ်က clean ရှိတဲ့အင်းနဲ့ပဲနိုင်ခဲ့တာဖြစ်တယ်ပေါ့နော်တစ်ဖက်က canret mrd အသင်းကိုကျွန်တော်ပြင်ကြည့်နော်ဒီရာသီချိန်မဲလိမှာသူတို့၃ပွဲကစားခဲ့တယ်ပေါ့နော်ကစားခဲ့ပြီးရဲ့၃ပွဲမှာဆိုလို့ရှိရင် သူတို့အတင်းကဒီနှစ်ပွဲရှုံနေတပွဲတည်ကြတယ်ပြီးတော့အဲ့ဒီသုံးပွဲလုံးမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့ခံစီကဘီကိုအနေနဲ့ဆိုလို့ရှိရင်ကိုကိုပေးထားတယ်ပေါ့နော်ပြီးတော့သူတို့ရဲ့တိုက်စစ်ကလည်းတွင်ကိုတကိုးပဲရထားတည်ရယ်ပေါ့အဲ့တော့ဒီအင်တာကိုကျွန်တော်ပြင်ကြည့်အင်တာကသူတို့ကစားခဲ့ရဲ့နောက်ဆုံး၄ပွဲမှာဆိုလို့ရှိရင်သုံးပွဲတည်တည်ကသူတို့ရဲ့တိုက်စစ်ကတွင်ကိုအနည်းဆုံး၃ကိုးနဲ့ထပ်မှရအောင်တွင်းနိုင်ခဲ့တယ်ပေါ့နော်ဒီပြီးခဲ့တဲ့စနေနေ့ကကစားခဲ့တဲ့ ဗီဒီယိုနာနဲ့ပွဲစဉ်တပွဲပဲသူတို့ရဲ့တိုက်စစ်ကတွင်ကိုတုံးကိုမတွင်းနိုင်ခဲ့တာ channel ပွဲစဉ်နေမှာဆိုလို့ရှိရင် inter ရဲ့တိုက်စစ်ကတွင်ကိုတုံးကိုအနည်းဆုံးတွင်းနိုင်တယ်ဗောနော်ဒီပြီးခဲ့တဲ့စနေနေ့ကဗီဒီယိုနာကိုသူတို့အတင်းကတွင်ကိုတုံးကိုမတွင်းနိုင်ခဲ့တဲ့ပွဲစဉ်အားလေဒီကြားရက်မှာချင်မင်းလေးရှိတဲ့အတွက်ကြောင့်ကစားသမားတွေအလှည့်ပြောင်းလုပ်ခဲ့တဲ့အတွက်ကြောင့်သူတို့အတင်းကတိုက်စစ်ကကိုသိမ့်မရခဲ့တဲ့ဖြစ်တယ်ဗောနော်အဲ့တော့ဒီပွဲမှာ inter ရဲ့ကစားသမားတော်တော်များများက threat ဖြစ်နေနိုင်မယ်ဒီလမ်းဆန်းနေနိုင်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဒီဘွဲက inter ကိုပြက်နိုင်နိုင်မယ်ပုံစံတွေဘွဲလို့လည်းထင်တယ်ပေါ့နော်ဒီတစ်ဖက်က Kyrie MRD အသင်းကိုကျွန်တော်ပြန်ကြည့်နော်သူတို့ကဒါ Kazakhstan ကအသင်းတစ်သင်းဖြစ်တယ်ပေါ့နော်လက်ရှိမှာတော့သူတို့ကသူတို့ရဲ့ပြည်တွင်းလိပြိုင်ပွဲတွေကပြီးဆုံးသွားပြီသူအသင်းအတွက်ကစားစရာကလက်ရှိမှာ Champions League ပွဲစဉ်တွေပဲရှိတော့ပေါ့နော်ဒါပေမဲ့လို့သူတို့ကစားခဲ့တဲ့ Champions League ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ရင် Sporting Lisbon ကို၄ဂိုးတစ်ဂိုးနဲ့ရှုံးတယ် real ကို၅ခုပြည့်ရှုံးတယ်ဗောနော်ဒီ far phone အသိန်းတင်းနဲ့ပို့ခြင်းပဲသူတို့ကိုမရှိ တည်ကစားနိုင်ရဖြစ်တယ်ဗောနအဲ့တော့ပြောလို့ဆိုလို့ရှိရင် camera md ရဲ့ခြေစွမ်းကအရင်ကောင်းမနေဘူးတစ်ဖက်က inter ကိုတိုင်းကလည်းသူတို့ကစားခဲ့တဲ့အိမ်ကွင်းပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့် inter ကဂိုးပြတ်နိုင်ခဲ့တဲ့ပွဲစဉ်တွေတော်များတယ်ဗောနဒီ slavia braha လို့အသင်းမျိုးကိုနိုင်တာလေပြီးတော့ဒီ union singleland အသင်းကို၄ဂိုးပြတ်နဲ့နိုင်ခဲ့တာလေပြောလို့ဆိုလို့ရှိရင် inter ကတရားဒီမှာဆိုလို့ရှိရင်ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲစဉ်တွေတော်တော်များများရှိရယ်ဗောန အဲ့တော့ဒီဘက်မှာလည်းအင်တာအနည်းဆုံး twin ကို3ကို4ကိုတော့ရှိလိမ့်မယ်ကျွန်တော်ထင်တယ်။ပြီးတော့အင်တာရဲ့ခံစီကလည်းလက်ရှိချန်ပီယံလိမှာပေးကိုလုံးဝမပေးထားရသေးဘူးဆိုတော့တစ်ဖက်ကဒီ3ဘွဲကစားပြီးရဲ့အချိန်မှာတကိုးပဲရထားတဲ့ Camry MRD ရဲ့တိုက်စစ်အနေနဲ့ဒီဘက်မှာအင်တာရဲ့ခံစီကိုထိုးပွားဖို့ဆိုတာလွယ်ကူမှာမဟုတ်ဘူးပြီးတော့ Camry MRD ကိုရဖို့ဆိုတာလည်းဒီဘက်မှာချိန်တိပါအောင်ခက်ခဲလိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်။အဲ့တော့ဒီဘက်ကအင်တာကိုပြတ်နိုင်မယ်လို့ထင်တယ်။ဒီ 2C 3C 4C လောက်တော့မှန်တယ်ပေါ့နော်။ ဲ့တော့ဒီပွဲစဉ်အတွက်ဆိုလို့ရှိရင် Inter ကိုပဲရွေးချယ်ပေးခြင်းနဲ့ပေါ့အဲ့တော့နောက်ထပ်အသုံးသပေးခြင်းနဲ့ပွဲစဉ်အကြတော့ဒီနေ့ည2နိုင်ခွဲမှာပဲကစားမဲ့ Newcastle နဲ့ Bilbao တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်ရဲ့လက်ရှိပေါင်းချီကျွန်တော်ပြန်ကြည့် Newcastle ကတကူးသွင်း55ပြားရှုံးမယ် ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်၃ဂိုးသွင်း65ပြည့်ရမယ်ပေါ့အဲ့တော့နယူကဆယ်အသင်းကိုကျွန်တော်ပြောချင်သူတို့ကလက်ရှိမှာဒီချန်ပီယံလိ၃ပွဲကစားပြီးတဲ့အချိန်မှာ၂ပွဲနိုင်နေတယ်၂ပွဲရှုံးနေပေါ့နော်တစ်ဖက်ကဘီဘာကိုအနေနဲ့ကကျွန်တော်ဒီဟာဒီချန်ပီယံလိ၃ပွဲကစားပြီးတဲ့အချိန်မှာ၂ပွဲရှုံးနေ၂ပွဲနိုင်တာပဲပေါ့နော်အဲ့တော့နယူကဆယ်ရဲ့ဒီဟာဒီသူရဲ့အိမ်ဝင်စိန်ချင်းဘက်မှာကစားခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ရင်သူတို့အတင်းကကစားခဲ့တဲ့အိမ်ဝင်ပွဲစဉ်တိုင်းလို့လို့မှာကရှာလက်ကနှစ်မျိုးဝဲထွက်တယ်ပေါ့နော်ရှုံးရှုံးမဲမရှုံးနိုင်မဲ တည်ကြခဲ့တာနီယူကာဆယ်ရဲ့အိမ်ဝဲမှာဆိုလို့ရှိရင်တပွဲမှမရှိဘူးပေါ့နော်ပြီးတော့နီယူကာဆယ်ကဒီအားဒီသူတို့ကစားခဲ့တဲ့အိမ်ဝဲပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းရှုံးခဲ့တာသုံးပွဲပဲရှိရပေါ့နော်ကျန်တဲ့ပွဲစဉ်တွေအကုန်လုံးမှာသူတို့တင်းကအနိုင်ကစားထားတယ်ပြီးတော့နီယူကာဆယ်ရဲ့ဒီအားဒီအိမ်ဝဲမှာနိုင်ခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းပေးကိုပေးခဲ့ရတဲ့ပွဲစဉ်ကဒီစုစုပေါင်းအနေနဲ့ဆိုလို့ရှိရင်နှစ်ပွဲပဲရှိရပေါ့နော်ကျန်တဲ့နိုင်ခဲ့တဲ့ပွဲစဉ်နိုင်လို့လို့မှာနီယူကာဆယ်ကကလင်းရှိတဲ့နိုင်ခဲ့တာဖြစ်တယ်ပေါ့နော်တစ်ဖက်က ဒီဘီဘာကိုကျွန်တော်ပြင်ချင်ကျွန်တော်တို့တင်းကဒီရာဒီကစားခဲ့တဲ့အဝေးကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်ဒီနိုင်ဝဲအနေနဲ့ဆိုလို့ရှိရင်တပွဲပဲရထားသေးတယ်ပေါ့နော် real bet တဲ့အတင်းကိုတို့နှစ်ကိုတို့ကနေနိုင်ခဲ့တဲ့ပွဲစဉ်တပွဲပဲရှိတယ်ပြီးတော့ဒီတေးကြခဲ့တာတပွဲပဲရှိတယ်ပေါ့နော်အဲချီနဲ့ကိုမရှိတေးကြခဲ့တဲ့ပွဲစဉ်ပေါ့နော် channel ပွဲစဉ်တွေအကုန်လုံးမှာဘီဘာကရှုံးခဲ့တယ်ဒီဒီရာဒီချန်ပီယံလိချန်ပီယံလိပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လေဒီဘီဘာကိုအနေနဲ့ဆိုလို့ရှိရင်အဝေးကွင်းမှာတော့မို့၄ဂိုးတခုနဲ့ရှုံးတာပဲဗောနော်အဲ့တော့ဒီပွဲမှာ ဒီ new gasel ကိုသဘောကျတယ် new gasel ရဲ့ခန်းစစ်ကလေဒီဘွဲမှာအပြီးပါကိုကိုပေးရလိမ့်မယ်လို့မထင်ဘူးပြီးတော့ new gasel ကအိမ်ဝဲမှာဆိုလို့ရှိရင်သူတို့နိုင်ခဲ့တဲ့ဘွဲစီအများစုက clean sheet နဲ့နိုင်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဘွဲက new gasel 1c 2c 3c လောက်ဖြစ်နိုင်လိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့တကိုးသွင်း55ပြားရှုံးမယ်ဆိုပေမဲ့လို့ဒီဘွဲက new gasel တကိုးလောက်အနေစားပြီးတော့ twin လိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီဘွဲကဒီ new gasel ဘက်မှာနေပြီးတော့ တင်ကိုတကူလောက်အောင်အစကြီးရမယ်ဝယ်စင်တွေဝယ်လို့ရတယ်ထင်တယ်ပေါ့နော်အဲ့တော့ဒုတိယမြောက်ဝယ်စင်မှာတော့ညူကဆေးအတင်ကိုရွေးချယ်ပေးခြင်းနဲ့ပေါ့